ကျွန်တော်တို့ down ထားတဲ့ trusty pay app တွေကိုဝင်လိုက်ပါမယ်ဒီနေရာမှာဖုန်းနံပါတ်ထည့်ပါမယ်ပြီးရင်ဒီ၄000ကွက်လေးကိုနှိပ်ပါမယ်။ပြီးရင်တော့ SMS ဆိုတာလေးကိုနှိပ်ပေးရပါမယ်။ဒါမျိုးပုံလေးပေါ်လာရင်တော့လက်နေရာလေးကိုနှိပ်ပေးလိုက်ပါ။ ခဏနေ OTP ကြာလာပါလိမ့်မယ်။ကြာလာတဲ့ခဏန်း6လုံးကိုဒီမှာထည့်ပေးပါ။ပြီးရင် login ကိုနှိပ်လိုက်ပါ။အကောင့် registration လုပ်တဲ့နေရာကိုရောက်ပါပြီ။မှတ်ပုံတင်အရှိချမ်းပုံထည့်ရပါမယ်။ ဖတ်ပုံတင်အနောက်ချမ်းပုံထည့်ပြရပါမယ်ကိုယ့်ရဲ့နာမည်ထည့်ပါဒီနေရာမှာမှတ်ပုံတင်နံပါတ်ထည့်ပေးပါကိုမှတ်ပုံတင်မှာ9ဆိုရင်ဒီနေရာမှာ C ကိုရွေးပေးရပါမယ် ပြီးရင်တော့မွေးနေ့ထည့်ရပါမယ်ဒါတွေကတော့မထည့်လည်းရပါတယ်ပြီးရင် continue ကိုနှိပ်ပါ နောက်တစ်ဆင့်ကတော့မျက်နှာကို scan ဖတ်တဲ့အပိုင်းဖြစ်ပါတယ်သူပြောတဲ့အတိုင်းလုပ်ပေးရောပါပဲဘယ်လက်ညာလက်အပေါ်မော့ခေါင်းမော့မျက်တောင်ခက်အဲ့ဒါမျိုးတွေလုပ်ပေးရမှာပါ အဲ့ဒီအဆင့်နေပြီးသွားရင်တော့ဒါမျိုးစာတန်းလေးပေါ်လာပါလိမ့်မယ်အဲ့ကြရင်24နာရီကနေ48နာရီအတွင်း trustee ဘေးဘက်ကနေမိတ်ဆွေရဲ့အချက်လက်တွေကိုစစ်ဆေးပြီးတော့ approve or reject လုပ်ပေးပါလိမ့်မယ် approve ရရင်တော့အကောင့်ထဲဝင်ငွေဖြည့်ပြီးတော့ဖုန်းပေးစာရောင်းလို့ရပါပြီ reject ထိသွားရင်တော့လိုအပ်တဲ့အချက်လက်တွေပြင်ဆင်ပြီးတော့ registration ပြန်လုပ်ပေးရပါမယ်လိုအပ်ရင် trustee pay call center ကိုဖုန်းဆက်ပြီးစုံစမ်းမေးမြန်းလို့လည်းရပါတယ် ဖုန်းနံပါတ်ကိုအောက်က description မှာရေးပေးထားပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။